ဒါကကျတော့ကျွန်တော်ချက်ကြောင်းပေါ့ကျွန်တော်ဟူချင်းလေးမှာကျတော့ဘာသာ၃မျိုးရှိတယ်ပေါ့နော် အခါဗုဒ္ဓရဲ့အခါအခါဇွန်ရဲ့ပြီးတော့ဟိုခရစ်ယာန်ဘာသာရဲ့၃မျိုးထဲမှာမှဒါခရစ်ယာန်ဘာသာရဲ့ဟိုဘုရားရှိခိုးကြောင်းပေါ့ဒီအခါလူမျိုးတွေဟာမိမိရဲ့ရိုးရာယုံကြည်ကိုးကွယ်မှု တနည်းအားဖြင့်မိမိတို့ယုံကြည်ကိုးကွယ်နေတဲ့အခါလူမျိုးတို့ကိုးကွယ်တဲ့ဘာသာတရားကိုစွန့်လွန့်ပြီးမှတခြားသောဘာသာတရားကိုဒီအခု20ရာစုနဲ့21ရာစုမှာတော်တော်လေးကိုပြပြက်ခဲ့တယ်။အဲ့ဒီတော့ဒါလေးတွေကိုကျွန်တော်တို့ကဒီတိုင်းပြထားမလား။အခါရဲ့ဘာသာတရားကို အခါလူမျိုးတွေကအခါရဲ့ဘာသာတရားမကောင်းဘူးလို့လည်းညှို့ထုတ်မလား။ဒါမှမဟုတ်ဒီအခါဘာသာတရားကို ဘာလို့ပြုတ်ပြင်းထင်းထင်းမလားကောင်းတာကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီးမှမကောင်းတာကိုပယ်ကြမှာလားအဲ့ဒီတော့ဟိုဒီမိမိရဲ့ဘာသာတရားကိုမကောင်းဘူးဆိုရင်မလည်းညှို့ထိုးတဲ့အထဲတော့ကိုမပါချင်ဘူးဖွံ့ဖြိုးတိုးတက်အောင်တော့ကတော့လုပ်ရမယ်လုပ်ကြရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့2009ခု2009ခုခုနှစ်မှာကိုတို့ဒီအခါရဲ့ဘာသာတရားကိုဟိုလေ့လာလိုက်စားတဲ့ညီကိုတွေ အဲစူစီပြီးမှတိုင်မီနေနောပြီးမှအဲကျွန်တော်အခါဘာသာတရားရဲ့အဲကွန်ပတီဆိုပြီးမှကိုလိုလို့ပြဖိုက်ပြီးမှစူးစားခဲ့ပါတယ်စူးစားတဲ့အတိုင်းအထက်လောက်အောင်မြင်ခဲ့ပါတယ်အဲ့ဒီတော့မကောင်းတဲ့ဟာပါလဲလို့ပြန်ကြည့်တဲ့ချိန်အများကြီးရှိတယ်အများကြီးရှိတယ်အင်တာကနန်ဆရာကောင်းတဲ့ အပြည့်အပြည့်တွေခင်းနေလဲလုံးညစ်ထွေမှု မရှိတော့တဲ့ဒီဝိနည်းတွေကျင့်ထုံးတွေယုံကြည်မှုတွေပေါ့လေအဲ့ဒါပဲအများကြီးရှိတယ်အဲ့ဒီအထဲမှာမှအင်မတန်ဆိုးဝါးတဲ့အချက်လေးတွေပါဝင်နေတာကိုတွေ့ရတယ်အထုတစ်ဖြစ်ဒီအမဟာဘုမွေးရင်ဒီအဆုံးစီရတယ်အမအမဟာဘုမွေးရင်တူပါဒါကလောကမှာလူဆိုရဲလို့ဖြစ်လာလို့ရှိရင် တယောက်ပဲမွေးရမယ်။နှစ်ယောက်မွေးချင်းဒီနောက်ဆုံးနမိစာတွင်လည်းပတ်တဲ့တဲ့ဆိုတဲ့အယူဝါဒတွေရှိခဲ့တာ။အဲ့လိုရှိတဲ့အချိန်မှာအဲ့လိုရှိတဲ့အချိန်မှာနှစ်ယောက်မွေးပြီဆိုရင်အဲ့ဒီမှာကဘာကြီးကမိုးမောင်ကြတော့တာပဲ။အဲ့ဒီနှစ်ယောက်မွေးတဲ့အဲ့ဒီကလေးတွေကိုအဲ့ဒီကလေးတွေကိုဖဏမဥဆုံးဖဏမဥဆုံးအဆုံးစီရပါလား။ပြပူလေးတွေ တိုးတွင်းပြီးမှအဆောစီရတယ်ဘီလန့်ခွန်ဆိုတဲ့ကျွန်တော်တို့ရွာရဲ့အပြင်ဖက်မှာလင်ရောမရအောင်မထုတ်ပြရပါလဲပြီးရင်တနည်းလုံးရွာထဲမှာမနေရပါဘူးပြီးရင်သူတို့ပိုက်တဲ့ကျွဲနွားအားလုံးလည်းပဲအဲတင်းရပါတယ်သူတို့ကိုမပေးရပါဘူးရှိတဲ့အင်းတွေလည်းဖြစ်စီပြရပါတယ် ပြောချင်တာကတော့လူစင်စင်မဟုတ်တော့ဘူးပေါ့လေမကောင်းတဲ့နောက်ဆုံးနမိစ္ဆာတွေနဲ့ဆက်ဆက်လို့တာလို့ဒီအမှားဘူးမွေးတယ်ဆိုတော့အဲခံချက်တွေရှိခဲ့တာအဲ့တော့တော့တော့စင်မကောင်းဖြစ်တာပေါ့ဒါအရာစုနေများစွာအန္တရာယ်ကျင်းတော့လာခဲ့တယ်စင်မကောင်းဆိုတော့တွေ့ရတယ်အဲ့ဒီအပြင်အဲ့ဒီအပြင်လူကိုခန္ဓာထဲမှာမွေးဖွားလာတဲ့အချိန်မှာဒီကိုယ်လက်အင်ကပူရှာလို့လည်းမရပါဘူး လိုနေလို့လည်းမရပါဘူးဒါအဲ့ဒါခါလူမျိုးတွေဟာတန့်ရှင်းရမယ်ဆိုတော့ mindset mind တစ်ခုကိုတူလို့ဘယ်ကနေတဲတာမှတော့မတည်ဘူးပြအဲအဲ့လိုလေးတွေရှိတယ်နောက်ထပ်လူမျိုးရင်းနဲ့ပတ်သက်လို့လည်းတခုလာတော့မိုးဆုံမာတို့ရဲ့ဒီဒီဘဝတွေတော်တော်တနာဖို့ကောင်းတယ်ဥပမာတခုလာဆိုရင်သူကအရင်ကပေါ့ဒါ73ရက်အထိမနေရဘူး စတုံးရထင်မနေဘူးအဲအဲ့လိုလေးပေါ့လေဘင်းတလိဆာနဲ့ပတ်တဲ့လိုလည်းပဲဒါဖိလိဖိသားရှိတဲ့ဒီရှုနုံထဲမှာရှုနုံထဲမှာထွက်လို့မရအောင်နှိနေလည်းပဲဒီကျွန်းတော်တွေကိုကျွန်တော်ယူပါလို့မရတော့ကျွန်တော်ဆက်မွေးလို့မရတော့ဟိုတတ်စားမှဖြစ်တော့ဟိုဟိုအင်းရှင်းတော့မစားအောင်ပြီးတော့ခုနလိုတော်တဲ့တောင်ထဲမှာဟိုကျွဲပြီးပြီးနွားပြီးပြီး ဒီလိုတွက်တူချက်စားရင်းနဲ့ချက်စားရင်းနဲ့တခုခုနဲ့ဒီစူးပင်ကိုတော့ငကောင်းဓမ္မမဟုတ်ဟိုတိခွတိတိပင်တိချားမှာတော့ငကောင်းဝင်ပြီးမှမထွက်နိုင်ဘူးဆိုရင်လေဒီလူကဒီ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 တိဆန်ကဒီမကောင်းဆိုးဝါရဲ့လက်ထက်ကိုရောက်ပါပြီအဲအဲ့တော့ဒါတွေမလိုအပ်တော့ဘူးဆိုရင်ဟိုဟိုဟိုလိုပြရတာရှိတယ် ဒါလေးကိုကျွန်တော်တို့ကပြန်မြင်တာပေါ့လေဒါလည်းပဲအဲကျွန်တော်ကအများကြီးရှိလို့ဟလာအကောင့်တရားနေရရှိလို့တကောင်လောက်ဖြစ်တယ်ဆိုရင်တော့ပြဿနာမရှိဘူးဟလာအဲ့ဒီကျွဲတကောင်နေကောင်နဲ့အဲမိုးဆုံမတရားကကျွဲတကောင်နေကောင်နဲ့ဒီဟာလေးပွားများလာလို့ရှိရင်ငါသားလေးအတွက်ငါမိသားစုအတွက်ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ရှိနေတဲ့မိသားစုကျတော့ဒုက္ခရောက်ပြီဆိုမှကျွန်တော်အဲ့ဒါလေးတွေတွန်းမြင်တယ်တွန်းမြင်တော့ ဒီအခါရဲ့ယုံကြည်ကိုယ်မှုနဲ့ပတ်သက်တဲ့ခင်းနဲ့လဲလို့ညီသိမှုမရှိတဲ့ဝိနည်းတွေကျင့်ထိုးလို့ဟိုဖော်ထုတ်မှဖြစ်မယ်ဖော်ထုတ်မှဖြစ်မယ်ဖော်ထုတ်ပြီးမှဖော်ထုတ်ပြီးမှဒီအခါလူမျိုးတွေရှိတဲ့လင်းငန်းနိုင်ငံရဲ့ဒီဘာသာရေးပုဂ္ဂိုလ်တွေကိုစုစည်းမှဖြစ်မယ်အဲ့တော့တခြားဘာသာတရားကိုလည်းပြန်ကြည့်ရအောင်ဒါကျွန်တော်ကဲတလေးမှလည်းဒီလိုရှိခဲ့တယ်အရင်ကတော့ အရင်ကကန့်တက်ချက်တွေတအားများတယ်အခုဖြည့်လျှော့တယ်အဲကျွန်တော်ဘုရားမတာမှာလည်းပဲပါရမတုရိယတတိယသတုထပိစီမဟလာကျွန်တော်ကဘာဟိကုန်မီမတင်ခရရတာတင်တာဟလာတတတီတန်တန်ရှိရေးတန်ရှိတီတန်ရေးအတွက်ကျွန်တော်လုပ်တယ်ဩဘာသာကြီးတွေတော့မှဒီလိုလုပ်ခဲ့တာပဲငါတို့ရဲ့အခါရဲ့ဘာသာတရားကဒီလိုမျိုးမရှိခဲ့ဘူးဘာသာရေးကောင်းဆောင်လည်းမရှိခဲ့ဘူးအဲ့တော့ဒီမကောင်းတဲ့အယူဝါဒတွေတော့ဒါရှိနေတာ အဲဒါလေးကိုတော့ဒီခေတ်နဲ့လည်းလုံးကြီးတွေ့မှုမရှိတော့ဘူးငါတို့ကဒါကိုပြုတ်ပြင်ရမယ်ဟာလားပြုတ်ပြင်ရမယ်ကောင်းတဲ့အရာကိုတော့ထင်းထင်းရမယ်ဆိုပြီးဒီကောင်းစင်ပေါ်မှာမူတည်ပြီးမှကိုတို့ကအဲကောင်းအန်တန်နဲ့ဆုံးပြည့်စင်ပြီးမှဒီနိစရာနိုင်ငံမှာရှိတဲ့ဘာသာရေးပုဂ္ဂိုလ်တွေကိုခေါ်ပြီးမှတစ်ချက်ချင်းတစ်ချက်ချင်းကျွန်တော်လုပ်နိုင်ခဲ့ပါတယ်အဲအခုဆိုရင် ်အဲကျွန်တော်အမပူမွေးရင်လည်းစိတ်တန်တန်နဲ့မွေးမွေးနိုင်ပြီအဲအဲနောက်ကျန်တဲ့သရိစာနဲ့ပတ်သက်တဲ့ဒီခုနပြောတဲ့ပြီးချက်တွေလည်းမရှိတော့ဘူးဟိုကျန်တဲ့လူမှုရေးပြဿနာလည်းပဲအဲအများကြီးကျွန်တော်ဟိုဖြစ်ရှိနိုင်ခဲ့ပြီအဲတော့ဒီဘာသာရေးနဲ့ဒီယဉ်ကျေးမှုနဲ့ဟိုစစ်နယ်နေတာ ဆက်နွယ်နေတဲ့အချိန်မှာကျတော့အကုန်လုံးကဗရာကြီးဆိုပြီးမှဆွတ်ထက်လိုက်တဲ့အချိန်မှာကျတော့ကူနေတယ်များတော့တာပေါ့ဗျာကျွန်တော်အင်္ဂလိပ်လိုပြောရတော့နည်းနည်းရှင်းတာပေါ့အဲကျွန်တော်လေလေးချင်းအခါချောအဲလေလေးချင်းအခါချောအခါကျတော့ဒီခါချောအားလုံးလေလေးချင်းဆိုပြီးမှထက်လိုက်တဲ့အချိန်မှာကျတော့ကောင်းတယ်ကြည့်ရတာကောင်းတယ်ဒါပေမဲ့မကောင်းဘူးဝန်ထုံးပို့တာအားကြည့်တာအဲလေးတွေအဲ့တော့ ကျွန်တော်ခုနပြောတဲ့တခြားသောဘာသာတရားကို ပြောင်းသွားရခြင်းရဲ့အဓိကအကြောင်းချင်းရတွေကခုနပြောထားတဲ့ဟာတွေပါတာအခုကြတော့မိမိရဲ့ယုံကြည်ရာအခါရဲ့ဘာသာတရားကိုအခုလက်ရှိကိုယ်ကိုယ်နေတဲ့အခါလူမျိုးတွေကဒီဟိုယာနုံးပြစ်တော့မဟုတ်သေးဘူးယာနုံးပြစ်တော့မဟုတ်သေးဘူးဒါပေမဲ့80 80ရခိုင်နှုန်းကတော့မိမိရဲ့ယုံကြည်တဲ့ဘာသာတရားကိုစိတ်တန်တန်လေးနဲ့စိတ်တန်တန်လေးနဲ့ ဒီရုံရုံကြည်ကြည်နဲ့အခု၆လမ်းနဲ့ပြီဆိုတဲ့ဟာတော့ဟိုဒါပြောချင်တာပေါ့လေ